င်္ဂလာပါယနေ့နိုဝင်ဘာလ15ရက် BBN မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအပြားသားရနေပြီးဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းမှာတိမ်ထူဓာတ်တွေကကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အင်းငယ်မှာတိမ်အင်းတင့်ဖြစ်နေပါတယ်။ရန်ကုန်တိုင်းမှာနေရာကျကျဘကိုးတိုင်းအေရော်ဒီတိုင်းတနင်္လာရီတိုင်းနဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ကြုံရွာပါမယ်။ရွာဖို့ရာနိုင်80ဖြစ်ပါတယ်။နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းသခိုင်းတိုင်းအောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအပြားသားရပြီး ကြံတိုင်းနဲ့ပြည်နယ်တို့မှာတိမ်ရင်တင့်တင့်ဖြစ်ထွန်းနေပါတယ်မိုးတိမ်တောင်ပြစ်ပေါ်မှုအခြေအနေမှာရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းနဲ့မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတလျှောက်မှာမိုးရွာသွန်းခြင်းလေကျင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်လာနိုင်ပါတယ်။မြတ်ပင်လေပြင်းမှာလှိုင်းတင့်တင့်ရှိပါမယ်။ လိုင်းမြစ်မှာမြမကန်ယူတန်းတစ်လျှောက်နဲ့ကန်းလွန်ပင်လေပြင်းတို့မှာငါးပေမှခုနှစ်ပေကန့်အထိရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခမ်းမန်းကျဲမှာစကိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ကျမ်းပြည်နယ်တို့မှာညအပူချိန်များအနှဲငယ်ရောနှဲနိုင်ပါတယ်။နေ့နိုဝင်ဘာလ15ရက် VPN မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ကိုထွန်းပါ